Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ Chris Wheeler ကတော့လက်ရှိမှာ Manchester United အသင်းကိုဂလီစာတို့ရောင်းချဖို့နဲ့ပတ်သက်ပြီးတော့တောက်လျှောက်ထွက်လာတဲ့ report တွေနဲ့ပတ်သက်လို့ဆက်ပြီးတော့ပြောထားတာရှိတယ်။ဒီနေ့မှာတော့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲဂလီစာရဲ့ဘက်ကတော့ကျွန်တော်ဟိုတနေ့ကဗီဒီယိုမှာရှင်းပြခဲ့သလိုပဲသူတို့အနေနဲ့ Manchester United ကိုရောင်းချဖို့အတွက်စိတ်ဝင်စားနေသေးတယ်။ဒါပေမဲ့လို့ဒီနေရာမှာသူတို့လူချင်းမာတွေဆိုတဲ့ပေါ့နော်။ဟိုဒေါ်လာ6.6ဘီလီယံ ရမှာကျွန်တော်တို့အနေနဲ့ပေါ့နော်သူတို့ရောင်းမယ်ပေါ့ရရင်ရောင်းကျင်တယ်ပေါ့နော်6ဒေါ်လာ6.6ဘီလီယံဆိုတော့ကျွန်တော်တို့ဒါပေါင်5ဘီလီယံပေါ့ဗျာ ပေါင်9ဘီလီယံရမယ်ဆိုလို့ရှိရင်ဂလီဇာအနေနဲ့မန်ချက်စတာယူနိုက်တက်ကိုလက်လွတ်ချင်တယ်ပေါ့နော်။သို့တော်လည်းပဲလက်ရှိမှာဒီအရင်တုန်းကစာဂျန်ရက်ကလစ်တို့နဲ့အပြိုင်ကြလို့ပေါ့နော်ရှင်ခေါ်ခဲ့ဘူးရှင်ဝယ်ဖို့အတွက်ကြိုးပမ်းခဲ့ဘူးတဲ့စိတ်ဂျက်ဇင်ဆိုတဲ့သူကလည်းလက်ရှိမန်ချက်စတာယူနိုက်တက်ကိုဝယ်ဖို့အတွက်မှန်ကန်စိတ်ဝင်စားနေသေးပဲ။ဒါပေမဲ့လည်းလို့ပေါ့နော်သူ့အနေနဲ့လက်ရှိဂလီဇာတောင်းဆိုနေပါတယ်ဆိုတဲ့ပေါင်9ဘီလီယံကိုတော့ပေးဖို့အတွက်စန္ဒာကျွန်တော်မရှိဘူးပေါ့နော်။သို့တော်လည်းပဲကျွန်တော်တို့ဒီနေ့လက်ရှိမှာ ပေါင်4ဘီလီယံဝန်းကျင်လောက်ကိုထားပါတော့4ဘီလီယံခွဲလောက်ထိနဲ့ဒါရမယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့ပေါ့နော်ထပ်ပြီးတော့မကျူးပန်းဘူးလို့ကျွန်တော်ပေါ့နော်ပြောလို့မရဘူးဆိုတာမျိုး Chris Wheeler က report လုပ်ထားတယ်အကယ်လို့မြန်အကယ်ဟိုစိတ်ကြစင်ရဲ့ဘက်ကခေါ်ဟိုအမှန်ကန်ဝယ်ဖို့ထက်မကျူးပန်းနိုင်ဘူးဆိုရင်တော့မှနောက်ထပ်ကျွန်တော်ဒါ Qatar အခြေစိုက်နော် group D တို့ UAE အခြေစိုက် group D တို့ကနေပြီးတော့လဲ Manchester United ကိုဝယ်ဖို့အတွက်ကျူးပန်းလာနိုင်ခြေရှိတယ်ပေါ့ဗျာဒီနေရာမှာ ဘယ်လိုပြောမလဲအင်း United ကတော့တက်နိုင်နေများဆိုသလိုဟိုအရာအလုံးကတည်ငြိမ်မှုရှိမနေဘူးပေါ့နော်အကုန်လုံးကကျွန်တော်တိုင်ပတ်နေတာဟိုဘယ်လိုပြောမလဲခရစ္စတီယန်ရိုနယ်ဒိုပြန်လာတဲ့အချိန်ပြီးလို့ရှိရင်အဲ့ရှိမှရှိတဲ့အိုလီဂနာဆူရှာဂျိုဆေမော်ရီညိုဟိုနောက်အခုလက်ရှိနောက်ပိုင်းကျွန်တော်အရစ်တန်ကအကုန်လုံးရဲ့နောက်မှာမတည်ငြိမ်မှုတွေအများကြီးနဲ့ကျွန်တော်ကဖြတ်သန်းနေရတာဒီထဲမှာမှပိုင်ရှင်တယောက်ပြောင်းလိုက်เนาะအတောင်ရှိသူတယောက်ပြောင်းလိုက်ဟိုလိုဖြစ်လိုက်ဒီလိုဖြစ်လိုက်နဲ့အရာလုံးကအဆင်ပြေမနေဘူး ညီတော်ကကျတော့လေကျတော့အဒူဝဲတို့ဘာတို့ဥဆောင်တို့ကလည်းပဲအချင်းကြီးမကောင်းခဲ့တာမျိုးတွေငွေတွေကုန်ပြီးတော့အဖက်မတင်ခဲ့တာမျိုးတွေအခုလက်ရှိကျွန်တော်နေနေပါတော့ Sergeant Regley Flew ရဲ့နောက်မှာလည်းပဲကျတော်အသင်းနဲ့ပတ်သက်ပြီးတော့နီးပြကန်တာမတည်ငိမ့်တာတွေရလက်မတည်ငိမ့်တာတွေတော့အပြောင်းရွှေ့နေပတ်သက်ပြီးတော့လိုအပ်ချက်များတာတွေပြောစရာတွေကျတော်အများကြီးဖြစ်လာတယ်အခုလည်းပဲပိုင်ရှင်ပြောင်းလဲကကျတော်စပြီးတော့လာပြန်ပြီပေါ့နော်ဂလီဇာရဲ့ဘက်ကဟိုဦးရနီကပြောသလိုပဲသူတို့ကတော့ရောင်းကျင်နေပေါ့လေရောင်းကျင်နေဆိုတာ ဟိုအဆုရှယ်ယာတစ်ခုကိုကျွန်တော်33ဒေါ်လာထိရှိမယ်ဆိုလို့ရှိရင်တော့သူတို့ကအများကြီးမြတ်မှာကိုအဲ့ဒီတော့သူတို့ရောင်းကျင်နေပေါ့ပြည်ထနာကအခုထိတော့အဲ့ဒီတန်ကြီးကိုတော့မရောက်သေးဘူးဒါပေမဲ့လည်းလို့ဒီထက်ပို့ပြီးတော့ကြမသွားအောင်လို့သူတို့အနေနဲ့2029မတိုင်ခင်မှာ Manchester United ကြီးကိုသူတို့ကရောင်းကျင်တာအဲ့ဒီတော့လက်ရှိခေါ် United ကိုဝယ်ကျင်တဲ့အသင်းတွေကလည်းရှိတယ်ဝယ်ကျင်တဲ့တာဝန်ရှိသူတွေကလည်းရှိတယ်ပေါ့နော် တိုးတော်လည်းပဲကလေးစားဘက်ကိုရန်ကပွန့်ပွန့်လင်းလင်းနဲ့သူတို့ကဟို New York Stock Exchange နေမှာလဲငါတို့အနေနဲ့တကယ်ရောင်းဖို့ဆွေးနွေးနေပြီးပါဟိမပြောထားသေးတဲ့ခါကျတော့တကယ်ဝယ်မဲ့သူတွေရဲ့ဘက်ကလည်းဘာမှလှုပ်ရှားလို့မရသေးဘူးဖြစ်နေတာအကယ်လို့မြန်ဂလီဇာအနေနဲ့အမှန်ကန်ပေါ့နော်ကျွန်တော်တို့ဒီ public မှာစပြီးတော့ရောင်းချတော့မယ်ဟိဆိုတဲ့ပုံစံမျိုးပြောလာရင်တော့အပြိုင်ဝယ်ကြမယ် group တွေရှိလာလိမ့်မယ်လို့တော့ထင်တယ်ဆိုတော့ပိုင်ရှင်အပြောင်းလဲမှာကျွန်တော်အနေနဲ့ပေါ့နော်အများကြီးအချိန်နေ မတည်ငြိမ်ဘူးဆိုလို့ရှိရင်ကျန်တဲ့အရာတွေကလည်းကျွန်တော်နောက်မှာဘာတွေဆက်လာအောင်မလဲဆိုတော့သိနိုင်တာမဟုတ်ဘူး။ပိုင်ရှင်တပြောင်းလဲမယ်ဆိုလို့ရှိရင်တာဝန်ရှိသူတွေပြောင်းလဲသွားမယ်။တာဝန်ရှိသူတွေပြောင်းလဲမယ်ဆိုလို့ရှိရင်သူတို့စိတ်ကြိုက်သူတို့သာအသင်းကိုပုံဖော်ဖန်တီးကြတော့မှာ။အော်လောလောဆယ်မှာဂလီဇာရဲ့ဘက်ကရောင်းချလိုက်မယ်ဟေးဆိုလို့ရှိရင်လည်းပဲစာဂျင်တို့ဘာလို့ရဲ့ဘက်ကပါသူတို့လူသူတို့တတ်မှတ်ထားတယ်သူတို့စာချုပ်ထဲမှာပါတဲ့သဘောတူညီချက်ထဲမှာပါတဲ့ပေါ့နော်ဒီပမာဏနဲ့ရောင်းချပြည့်ခဲ့မယ်ဆိုလို့ရှိရင်သူတို့ကလည်းပြောင်းရမယ်အဲ့ကြလို့ရှိရင် တို့ sergeant redcliffe တို့ရဲ့ကျွန်တော် plan ကြီးကဒါအချိန်နှောင်းနေကျွန်တော်လှုပ်ရတော့မှာအဲ့ကြိုင်ကိုကြီးဂျားရီကလည်းနောက်ထပ် transition တစ်ခုသွားပြန်ရအောင်ဆိုတော့အတင်းနဲ့ပတ်သက်ရင်ကျွန်တော်တိုင်ပတ်ပါတယ်နော်အားလုံးကကျွန်တော်ညီနေအပြောင်းလဲကြီးကြီးပဲကျွန်တော်မြင်နေရတာဆိုတော့အခုလည်းပဲတကယ်တကယ် sergeant redcliffe တို့ပဲချင်းရောင်းမလဲပေါ့အတင်းတင်းကိုအပြောင်းဝဲအပြောင်းရောင်းဝဲအပြောင်းလဲလောက်တာကတော့အဲ့လောက်ထိတော့မလွယ်ဘူးပေါ့နော်ခက်မြမြအချိန်တိုးတိုးတွေမှာပေါ့ပဲဆိုပြီးသွားမယ့်အရာမျိုးတော့မဟုတ်ဘူးတိုးတိုးလည်းပဲတည်ကြတာတစ်ခုကတော့ manchester united အနေနဲ့ ဆာဂျင်ရက်ကလစ်တို့ပေါ့နော်ဒါဂလီဇာတို့ရဲ့ဘက်ကမန်ချက်စတာနဲ့ကိုထွက်ပြီးတော့ရောင်းချဖို့အတွက်ဒါစိတ်ဝင်စားနေတုန်းဆိုတာပဲဆိုတော့ဒီလိုမျိုးတတိနေထွက်လာပြီဆိုတော့တေးကြတယ်ဝယ်မယ်ဆိုတဲ့သူတို့တို့ဆန္ဒရှိတဲ့သူတွေရဲ့ဘက်ကလည်းတတိနေထက်ပြီးတော့ထွက်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ညီကလေးရောဘလူမင်းညလဲဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်